တဲ့မအီကန်ဆိုတဲ့လုံကြီးဝိတ္ထုကြီးကြောင်းမှာအညာသူကြီးပါเนาะဒီဝိတ္ထုကတကယ်တော့ဒီမအီကန်တကယ် life true life ပေါ့เนาะဒီ true life ကိုကျွန်မကြောရိုးယူပြီးတော့လုံကြီးဝိတ္ထုကြီးတခုဖြစ်အောင်ကျွန်မရေးခဲ့တာပါเนาะလုံကြီးဝိတ္ထုကြီးရွှေပြည်တယ်မဂ္ဂဇင်းမှာ36လတိုင်တိုင်3နှစ်နဲ့6လကျွန်မဒီဝိတ္ထုကြီးဝင်ခဲ့တယ်မအီကန်ဟာကျွန်မတို့ယူရမှာကျွန်မမမီလိုက်ပါဘူး ကျွန်တော်အမေတို့တော့မှမှတ်မိရင်လည်းပဲတဲ့ငါတော့ရေးတည့်တည့်မှတ်မိဒါပေမဲ့အမေရဲ့အမကြီးတော်ကတော့ကောင်းကောင်းကြီးမှီလိုက်တယ်မအိမ်ကပေါ့နော်မအိမ်နာကြီးတော်ကအမြဲတမ်းပြောတယ်ကြီးတော်ကမမကံလို့ခေါ်တာဟိုကြီးမမကံလို့များအင်မတန်ချောတာတော့ဘလောက်ချီအောင်ချောလဲဆိုရင်မမကံရဲ့မျက်လုံးလေးတွေကလေဖန်တူလုံးလေးထည့်ထားတယ်လို့ပဲဖန်တူလုံးဆိုတော့ကျမတို့ကလေးတွေဖြစ်ပြီးပြီးကစားဖန်လုံးလေးတွေပေါ့နော်ဖန်တူလုံးလေးထည့်ထားတယ်လို့ပဲမမကံရဲ့အပားအရေရတယ် မလားပဲတို့ပဲဒီချင်းဝင်ရှိတယ်မလားတဲ့လူတွေပါလေလူရောမယ်ဆိုပဲဒီချင်းသိအဲ့ပဲဒီချင်းဝင်လေးကိုလှက်လက်လို့ရှိရင်ဝင်ဖန်နေတယ်လို့ပဲမမကသားရဲ့ဝင်ဖန်ပြီးအသားလေးရဲ့တုံးတောင်နေတာစပင်ကြီးကလည်းတစ်ခေါက်ပွေးကိုရိုက်ရှည်ကြီးပဲမမကရေချိုးကောင်းလျှော်ပြီးသူ့စပင်လေးကိုအဖျားကနေထုံးတယ်အဲ့အဖျားမှာ तू ကမှုန်းတဲ့ပန်းလေးတပွင့်တပွင့်အမြဲတမ်းထိုးထားတာအေး နော်စပေပန်းရှိတယ်စပေပန်းဇီဇဝါပန်းရှိတယ်ဇီဇဝါတနခါပန်းလေးတွေရှိလို့တနခါပန်းလေးတွေထိုးထားတာမမကံများတာနာမော်တက်လိုက်လို့ရှိရင်ငါတို့ကတာနာမော်တက်ပြီးငေးရတာတော့အဲ့လောက်ထိအောင်လှတာအမြန်ချောအမြန်တန်လှကျမငငယ်ကအကြားနာခဲ့ရတယ်ကျမငငယ်တုန်းကတော့ရွက်ရဲ့အနောက်ဖြားမှာအဲ့ဒီမတန်ပေမော်တိုက်ဆိုတာရှိပေမော်တိုက်ဆိုတာဒါအညာရက်ကလူငယ်တွေကတော့တိကျသွားတာ ကျမတို့အညာရရေဝင်ရက်တင်မှာအေယာဗီမြို့မိရေဝင်တဲ့ရက်တင်မှာဆိုလို့ရှိရင်တို့ခြိတန်းရှိတဲပြန့်ကြီးထိုးထားအောက်မှာနွားကိုထားတယ်အပေါ်ဓာတ်မှာကျတော့နွားစာပေါ့နော်နွားစာဒီပဲယိုးတွေပဲမော်တွေပြောင်းယိုးတွေအဲ့ဒါတွေကိုစုထားအမိုးနဲ့အကာနဲ့အပေါ်ဓာတ်ကတော့လုံလုံချုံချုံဝါးလေပါလေးနဲ့အဲ့ဒီနှစ်ထပ်တဲပြန့်ကြီးကိုပဲမော်ဓာတ်လို့ခေါ်တာရွာမိမှာနွေရသည်အညာဆော့ဆော့ပြောသလိုတိတ်ပူတယ် နွားစာပြင်ပြီးတာရှာတယ်ဘာမှမကိုမပေါက်တော့ဘာမှနွားစာရှာမရတော့အဲ့ဒီခါကျလို့ရှိရင်ပဲမော်လိုက်ပုံမှာတင်ထားတဲ့ဒီပဲမော်တွေကျွေးရတာလူစားမှစာလေးတပြီဖြစ်ပြီးချီးစားလို့ရတယ်နော်နွားစာချီးလို့မရကျွန်မတို့ရတယ်နော်နွားစာသွားမချီးနိုင်ဘူးကမပေးဘူးအဲ့ဒီပဲမော်တိုင်းကြီးနော်အဲ့ဒီပဲမော်တိုင်းကြီးကျွန်မတို့ငငယ်ကရွာအနောက်ပြားမှာဟိုတုန်းကတော့ရွာလဲကောင်းမှာအေယာဝီမြေရတိုက်စားတော့ ရွာအရှိရွှေရရွှေရနဲ့ဘဲပေါ်တိုင်းကျရွာအနောက်ပြားသူ့အတူထီထီကြံရစ်ခဲ့တာဖုံတွေကအလိမ့်လေးတော့ပိတ်မြင်နေရတော်တော်တွေနဲ့နောက်ဒီနှွေးရှင်တွေပေါ့နှွေးရှင်တွေဆိုတာဘာအရွက်မှမောင်းနှွေးလေးကြီးစိမ့်နေအဲ့နှွေးရှင်တွေကဒီဘဲပေါ်တိုင်းကိုကုတ်ထားတာနော်အဲ့နှွေးရှင်တွေလည်းဘဲပေါ်တိုင်းရှိလို့တက်လို့ရဘဲပေါ်တိုင်းကလည်းနှွေးရှင်ကုတ်ထားလို့သူကမပြူတာပေါ့နော်သူကမပြူတာအဲ့မှာသူတယောက်တယောက်ကြားတန်ထားကြတယ်အဲ့ဒီဘဲပေါ်တိုင်းပေါ်မှာဒီ ဘူးသီးတွေဖျုံသီးတွေဘူးညွတ်တွေဆိုငေါ့ဖျုံညွတ်တွေငေါ့ကျမတို့ရောဘယ်သူမှမစားကြဘူးကျမတို့ကလေးတွေအပြင်ထွက်ဆော့တော့မလို့ကျမတို့ကြီးတော့အမြဲတမ်းတတိပြေးတယ်ဟက်ကလေးတွေဆော့တာရိုးရိုးဆော့ကြနော်နင်တို့မတ်တံပဲပေါ်လိုက်ပဲသူကမဆော့ကြနဲ့ကြီးတော့ကျမတို့တတိပြေးတာတတိပြေးတာနဲ့မတူခြောက်ဆိုလိုက်တာနဲ့တူနော်ကျမတို့ကလည်းအဲ့မတ်တံပဲပေါ်တိုင်းမြတ်ဆောင်းပေါင်ထိုးမကြည့်ဝင်ဘာဖြစ်လို့မှမသိဘူးအလိုလို၆လနဲ့နေ့လေ၆လ ကျောင်းလူတွေအဲ့ဒီမကံဘဲမော်တာကြီးကိုရှောင်ရအဲ့လိုရှောင်ရင်းရှောင်ရင်းနဲ့ဘဲမော်တာကြီးရဲ့သူ့ဟာသူငါအလောက်ထားမှာအထီးကျန်ပြီးကျန်ရစ်ခဲ့အထီးကျန်ပြီးကျန်ရစ်ခဲ့ညံ့ရောက်ပြီဆိုလို့ရှိရင်လူကြီးတွေစကားဝိုင်းကျမတို့ကလေးတွေကငုတ်တုတ်ပေါ့နော်ငုတ်တုတ်ဆိုပြောကြတယ်မနည်းညာတော့မကံဘဲမော်တိုက်ပတ်တချင်းကြီးတန်ကြားရတယ်တော့အိုးတော့လည်းဘာဟုတ်သေးလို့တမြန်မနည်းညက်နေရလေအောင်ပိုက်ကနွားတွေသွင်းလာတယ်နွားကြောင့်ပြန်လာနေရင်တွန်းကျင် နွားတွေဆွဲပြန်လာတော့အဲ့ဒီမကံပဲမော်တိုက်ဘက်ကို तू ကလှမ်းကြည့်လိုက်တာတော့ပဲမော်တိုက်အောင်မှာဒန်းလေးစင်မှာမိမတရားသပင်ဖားလိုက်နဲ့တချင်းဆိုးနေတာတော့ဟုတ်တာမဟုတ်တာမသိဘူးကျမတို့ကအဲ့လိုလေတိတ်ပေါ်တာနော်အဲ့ဒါကြောင့်ကျမတတ်တိကောင်းမလားစီလို့အိမ်ကနေဟောလို့လို့အမဲသားပိတ်တလုံးတွေကြီးပြောက်လို့လိုက်ချတော့ဒီမကံပဲမော်တိုက်အောင်မှာဝင်းနေတာဆွချောင်းရည်ကိုထင်းလို့ခေါင်းက ွာတွေမှာဒီလိုအမဲသားပိတ်တလုံးတွဲကြီးညှော်ကျိုးနဲ့အဲ့ဒီအမဲသားပိတ်တလုံးတွဲကြီးဆွဲသွားတယ်ပေါ့မိုင်းငါပဲပေါ်တော့အောင်မြေကြီးပေါ်မှာစွတ်ချောင်းရာကြီးနဲ့ဒီလိုတရင်တွေကြားတဲ့အခါမှာကျမတိတ်ကြောက်ငါးဆက်တင်းနေဆောင်မျိုးချုံဆောင်ထဲမှာကျမချွေးတွေပန်းနေပြန်မှတ်မိငင်းငင်းနဲ့ကျမကြောက်ခဲ့ရနော်ကြောက်ခဲ့ရကျမအရွယ်ရောက်လာတော့မြုပ်ကိုပြောင်းနေရွာကိုရောက်တော့မကန်ပဲမော်လိုက်ကြီးမရှိတော့ဘူးဒါပေမဲ့မရှိတာရှိတာကိုကျမတတိမထားမိပါမ ံပဲမော်ရိုက်ကြီးပျောက်သွားခြင်းနဲ့အတူဟက်ကလေးတွေနင်းလို့ဆော့ရင်ရိုးရိုးဆော့နော်မကံပဲမော်ရိုက်ပဲသူကမဆော့နဲ့ဆိုတဲ့အဲ့ဒီကလေးတွေကိုတရီပေးတဲ့စကားနဲ့ပျောက်သွားတယ်ဒီမိုင်းနံဝတ္ထုကိုကျမကရေးမယ်ဆိုပြီးတော့အချိန်ချင်းကြိုးစားတယ်ဘာလို့ကျမရေးလို့မရခဲ့မိုင်းနံရေးတယ်ကျမဝတ္ထုလို့ဆိုရေးတယ်မရဘူး ဝိထုရှေဆိုရေးတယ်မရဘူးအဲ့လိုမိုက်ရံကိုကျမကင်လို့တွေ့လို့မရခဲ့နှစ်ပေါင်းဘလောက်တောင်ကြာလဲကျမဆိုင်းဆရာဖြစ်ပြီးနှစ်ပေါင်း20လောက်တိမိုက်ရံဝိထုကျမရေးလို့မရခဲ့ဒါပေမဲ့တိတ်ထူဆန်းတာပဲမိုက်ရံဝိထုကျမရွှေမြွတ်တွေမှာစပြီးဝင်လိုက်ပါပြီဆိုရင်ကျမလှစင်အထမ်းဆက်ရေးရတာလှစားပြီဆိုကျမဆိုင်းရေးစွဲကိုထိုင်ရတယ်မိုက်ရံလိုခေါင်းစဉ်တက်လိုက်တာနဲ့အဲ့ဒီမိုက်ရံဆိုတဲ့အမျိုးသမီးကကျမဆိုင်းရေးစွဲနာရောက်လာတယ်လို့ပဲကျမခံစားညီ ငါအเจ้าကိုရေးလိုက်စမ်းပါရဲ့ညီချင်းသားမြင်သာကြားတာတည်တာအကုန်လုံးရေးလိုက်စမ်းပါငါ့ကိုမညာနဲ့နော်မိုင်ညာဆိုတာဘလို့မင်းမသားလဲဆိုတာညီရေးပြလိုက်စမ်းပါလို့ကျမကိုတိုက်တွန်းနေတယ်လို့ပဲရက်လို့ကိုမရခဲ့အဲ့ဒီလိုပဲကျမမိုင်ညာကိုရေးတဲ့ခါမှာကျမကသူ့အပြူဖြစ်တာနဲ့မိုင်ညာအပြူဖြစ်တာနဲ့စတာလုံးဝရှေ့တိုးလို့မရကဲကျမ twist လုပ်ချင်တော့မိုင်ညာတည်ဆုံးတဲ့အခါနဲ့ကျမစပြီးဖွင့် ဒါနဲ့ပြမရှေ့ဆက်ရေးလို့မရတိတ်ထူးဆန်းတယ်ဝိတုတဘုတ်ကကိုယ့်ကိုတဆင်းမိပြီဆိုလို့ရှိရင်နော်မရိကသူ့ကိုသူ့မွေးတဲ့ညနဲ့ပဲကျမကိုစားစီကဲဒါဆိုရင်ငါမရိကမွေးတဲ့ညနဲ့ငါရိုးရိုးလေးပဲရေးကြည့်မယ်ဆိုတော့ရတယ်ကျမဝိတုကရှေ့ကိုတိုးရတော့ဒါဝိတုရေးရပြီဆိုသိပါလားမိုင်းညာမွေးတဲ့ညခါလေးနဲ့ကျမဒီဝိတုကိုစပြီးဖွင့်တာမိုင်းညာမွေးတဲ့ညနော်မိုင်းညာတို့အိမ်ခေါင်းရင်းမှာ စိုက်ထားတဲ့ဇတ်တခုယုံတတလုံးမျိုးနေတဲ့ဇတ်တခုယုံရဲ့ထပြီးပွင့်ဇတ်တခုယုံရဲ့ထပြီးပွင့်တာတရွာလုံးကိုမှုန့်ကြိုင်လောက်သွားတယ်အဲ့ဒီလိုပဲတဘိုးပဲလာဆိုင်ရဲ့ကြီးလေခါမိုးခါမိုးဆောင်းတွင်ကြီးကိုအခါမဲ့မိုးတွေလေတိုက်တယ်မိုးတွေလေတဝုန်းဝုန်းနဲ့တိုက်ပြီးတဆောင်းလုံးရေခန့်နေတဲ့ရွာထိပ်ကတောက်ရေခန့်ကြီးရေပြည့်သွားတယ် မိုးတွေလေးလေးကျပြီးတော့တခါတည်းဝုတ်ဆိုရက်သွားပြီးတော့ကောင်းကင်ရင်ကြီးကလင်းလင်းကျင်းကျင်းနဲ့ကျဲတွေကအစုံထွက်လာတယ်။အင်မရနမိတ်ကောင်းနေတကြီးရဲ့တမိလေးမအိမ်ကမွေးဖွားလာတော့အင်မရနမိတ်ကောင်းနေရွာယူဆတာဒါပေမဲ့စောစောကျမပြောခဲ့တဲ့အိမ်နောက်ဟေးကဒီပဲမွန်လိုက်ကြီးပေါ်မှာညက်မဲကြီးတကောင်နားသွားတော့ဘယ်သူမှမသိလိုက်ဘူးကျမဆိုင်ရေးဆရာဆိုတော့အဲ့လို၆၆လန်းလန်းပေါ့နော်အဲ့လိုကျမတို့က၆လက်၆တက်တယ် ကြောက်လဲကြောက်တတ်တယ်အဲ့လိုပေါ့နော်အဲ့လိုကျမစပြီးဖွင့်တယ်ဘိုင်းအကောင်ကိုဝေးဖွာလာဘိုင်းအကောင်ခုနှစ်ရှစ်နှစ်တမီမှာဒီအလူလှဲ့လာတဲ့အခါမှာအလူလှဲ့တာကိုထွက်ကြည့်ရပေါ့ဒီမိန်းကလေးကထွက်ကြည့်တဲ့အခါမှာအဲ့မှာအလူလှဲ့လာတဲ့ခြေရနေပြီးတော့ကိုနောင်နေပန်းနောင်နေကိုင်းပြီးထွက်လာတဲ့ထဲမှာမိုင်းငါဖက်စိတ်ကိုနောင်ကြိုင်ထားတဲ့အမျိုးသမီးကိုသူ့မျက်စိနဲ့တန်းနဲ့ဖြစ်သွားပြီသူရင်ထဲမှာဆွဲသွားတယ် ဖဆင်းကုနာကိုင်နဲ့အမျိုးသမီးကိုသူတိတ်သဘောကျသွား။ငါအပြိုဖြစ်ရင်တနေ့ကျရင်ငါဟိုဒီဖဆင်းကုနာကိုငါကိုင်မယ်။အဲ့ဒီဖဆင်းကုနာကိုသူချင်းချင်းတတ်မိတယ်ပေါ့နော်။ဒီလိုနဲ့မိုင်ငန်အရွယ်ရောက်လာ။အရွယ်ရောက်လာတဲ့အခါမှာမိုင်ငန်သူကုနာကိုင်တိတ်ဖြစ်ခြင်းနဲ့ဒါပေမဲ့ကုနာကိုင်သူဖြစ်ခွင့်မရတဲ့ဘာဖြစ်လို့လဲဆိုတော့ဘယ်သူကမှထုတ်ထားသောဥပဒေမဟုတ်ပဲရွာကအလိုလိုနော်တီးနေတဲ့ဥပဒေကဲ့သို့တီးနေသောအချက်တွေကျမတို့ ရွာမှာရှိနော်ဒီကိုနောင်ကန်နဲ့ပတ်သက်ပြီးကိုနောင်ကန်နမယ်ဆိုရဲမိခဲလေးဟာအချက်၅ချက်အကြံဉာဏ်အဖြစ်ပြည့်စုံရမယ်ပထမချက်ကလည်းဒါတမထာရမဟုတ်ဘူးအလိုလျောက်တည်နေတာနော်ဒီဥပဒေကပထမချက်ကဒီမိခဲလေးဟာမိစုံဖစုံရှိရအဖေရောအမေရောလက်ရှိအသက်ရှင်နေရရှိရမယ်အဖေသေးအမေသေးမဖြစ်ရနော်အဖေမေးအသက်ရှင်နေရရှိရဒုတိယချက်ကလည်းမိဘငယ်လေးငယ်မယားဖြစ်ရမယ် ကျမတို့အိမ်တော်မှုဘဝမှာပါတယ်နော်ငယ်နေနေပြပြမယ်အဖေကနောက်အိမ်တော်အမေကဒုတိယအိမ်တော်ကမွေးတာဆိုရင်အဲ့ဒီမိခလေးကိုနောင်တိုက်ခွင့်မရှိဘူးနော်နောက်ရုပ်ရည်ယူပကအတိတ်အတိတ်ရှိရမယ်ဘာဖြစ်လို့လဲဆိုတော့နောက်တတ်မှတ်ချက်တွေနဲ့မညီပဲရုပ်ကဆက်ဆက်ယူအောင်ချောပါစေခုနကကျမပြောတဲ့အချက်တွေနဲ့မညီမရခုနကကျမပြောတဲ့အချက်တွေနဲ့ညီတဲ့ရုပ်ကလည်းအတိတ်အတိတ်ပဲရှိတယ်တိတ်တော့မချောဘူးဖိစားမရှိဘူးရွေးလိုက်ပါ အများကြီးထင်ကြတယ်ကိုနောက်ကွယ်ဆိုတာဆက်ဆက်ယူအောင်ချောတယ်လို့ထင်ကြတယ်ကျမတို့ရရမှာတော့အဲ့လိုမဟုတ်ဘူးရုပ်ရည်ယူကအသိဉာဏ်ရှိရပစ္စည်းဥစ္စာလည်းအသိဉာဏ်ရှိရပတ်စံမရှိဆင်းရဲတဲ့မိကလေးတယောက်ကတော့အလူလှဲတန်းအဝတ်အစားတို့လက်ဝတ်လက်စားတို့ဝယ်ဝတ်ဖို့ချုပ်ဖို့ခက်တာပေါ့အဲ့တော့ပစ္စည်းဥစ္စာလည်းအသိဉာဏ်ရှိရနောက်ဆုံးတစ်ချက်အင်မတန်အရေးကြီးတာအင်မတန်စံထားပြီးရွေးချယ်အဲ့ဒါဘာလဲဆိုဒီမိကလေးဟာအကျင့်စာကတောင်းရမယ် လေးရဲ့အကျင့်ဆိုင်တာနဲ့ပတ်သက်ပြီးနော်တခါလေလူတွေကအဖျားတစ်ထောက်စာတောင်ပြောစရာမရှိရဘူးရွေးချယ်တဲ့အခါမှာလေတိတ်ထူးဆန်းတာပဲလေဟာဒီဘက်ပန်းရတော့မတ်ဖြူဖြစ်တဲ့နယ်တဲ့သူတို့ပန်းရတော့မတ်ညီဖြစ်တဲ့နယ်လို့ဘယ်သူမှမရှိဘူးအားလုံးတရွာလုံးကတညီတညွတ်တဲ့ပန်းနဲ့ထွက်ကိုးနောက်တိုင်ရွေးဖို့များတခါလေမဲပုံးနေထောင်ပြီးမဲပေးစရာမလိုတရွာလုံးကတတန်နဲ့ထွက်နော်တတန်နဲ့ထွက်ပြီးသားဒီမိန်းကလေးဖြစ်တဲ့နယ်ဆိုဖြစ်သွားတာ ဲ့ဒီလိုမျိုးဒီဖန်ဆင်းကုန်းအောင်ဆိုရလဲထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူးကျွန်တော်တို့ရွာပေါင်းကြီးတောင်ပေါ်မှာရွှေကုန်းအောင်ငွေကုန်းအောင်ပန်းတောင်တွေကအကြောင်းကတက်တည်နေတဲ့မှာအပုံနဲ့သူ့အသူအစင်းသိရှိဒါပေမဲ့ဖန်ဆင်းကုန်းအောင်လို့ချိုးမဲ့တက်တာကလကြီးရဒီတိုင်းနဲ့ကလကြီးကိုစစ်စစ်တုတ်ထားပြီးတော့အဲ့ကလကြီးဒီတိုင်းပြစ်ထားတယ်ဖုန်နေတော်တော်နဲ့အလိုရှိပြီဆိုရင်အဲ့ဒီတက်တာကလကြီးကိုခါရရေးစေးရေးစေးပြီးတော့ကြအမွှေးနှစ်သားလေးတက် မန္တလေးကောင်မှာစပွဲကုံဝိုင်းမှာပိတ်ဖြူကြီးခင်းပြီးအဲ့ဒီကလပ်ကိုတည်ပြီးဖက်စိမ်းကုန်းအောင်ချိုးကြတာအမျိုးသမီးကြီးတွေချိုးပဲအမျိုးသမီးကြီးတွေရတယ်တခါလဲဟိုရေမိုးချိုးနော်ရေမိုးချိုးပြီးတော့တနခါပတ်မှန်နေတဲ့ပတ်မှန်ရှိရှိပေါ့နော်လာပြီးတော့ဒီမန္တလေးကောင်မှာထိုင်ပြီးတော့ကုန်းအောင်ချိုးကြနိဖိုးတာပစ္စည်းဘာမှမပါပါနှစ်ပြုံးညွတ်မပြုံးညွတ်ကိုဖက်ကြတော့ထိုးတာပါပဲ အဝါတက်စိတ်တက်ကွက်ပြောက်ထိုးပြီးတော့နော်ဒီကြာကလတ်တို့စိတ်တောင်းတို့ကျမတို့ရွာတွေကြတော့ဒီဟိုးထိတ်ကစိတ်တောင်းထိတ်မှာจิตတွေရုပ်လေးအမြင်နဲ့ထက်ကိုယ်ရက်တွေကိုလိပ်ပြီးထက်အဲ့ဖတ်ဆိုင်ကိုနောက်ချိုးပြီးပြီဆိုလို့ရှိရင်မတ်တက်အလေကောင်မှာဖတ်ဆိုင်ကိုနောက်ချိုးပြီးသွားပြီဆိုတော့တရားလုံးကိုပြန်တရားလုံးကလည်းလာကြည့်ဘာမှထူးဆန်းတာမဟုတ်ဒီဖတ်ဆိုင်ကိုနောက်ဆိုတာနော်စောစောပြောတဲ့ဒီจิตတွေရုပ်ကလေးနဲ့ဒီကွန်းလိပ်ပြီးထက် အစိမ့်နှစ်ပြောက်ကကိုအဝါတက်နဲ့အစိမ့်တက်နဲ့ရောက်ထိုးသွားတာဒီမှာစပယ်ကုန်းလေးတွေလို့နော်ရောင်စုံချီလေးတွေလို့တိုင်းညာလှပါဒါပေမဲ့ဖက်စင်းကုန်းတော်တန်ဖိုးရှိတာကိုစောစောကဖက်စင်းကုန်းတော်ကိုင်မဲ့အမျိုးသမီးကတန်ဖိုးရှိတာလေအဲ့ဒီအမျိုးသမီးကစောစောကျွန်မပြောတဲ့အချက်တွေနဲ့ညီရမယ်အပြင်နော်မင်းခဏလေးကဖက်စင်းကုန်းတော်ချိုးပြီးပြီဆိုတော့တိတ်ကိုင်ညာတွားပြီးငေးတယ်ဖက်စင်းကုန်းတော်ကိုင်ညာလိုက်တာ ဲ့ဒါပေမဲ့အချက်နဲ့မပြည့်စုံရွေးချယ်မခံရဘလို့လို့ပဲ့ပြီးသားမိုက်အင်သာခုနောင်ကဖြစ်ချင်တော့လည်းပဲစောစောကဒီမှာပြောတဲ့အချက်ထဲမှာသူ့အဖေတကြီးကသူ့အမေကဒုတိယအိမ်တော်ကမွေးတော့နော်ဒီငင်းနေနေများမဟုတ်တော့မိုက်အင်ကခုနောင်ကိုင်ဝင်မရမိုက်အင်ကမှပြည့်မရှိတော့ဒါပေမဲ့ဘသူကမှစင်းပြင်းစည်းကမ်းတတ်မှတ်တာမဟုတ်တဲ့ဥပဒေကဲ့သို့ဖြစ်နေတဲ့အဲ့ဒီရွရဲ့စီကံကလာပြီးညတော့မိုက်အင်ကခုနောင်မကိုင်ရထားပါတော့ သူကိုယ်တော်မကန်ရတော့ဘသူဖြစ်လဲဒီရွှေဘုံဆိုတဲ့မိကလေးကကိုယ်တော်ကန်ရရွှေဘုံကိုမနာလိုတာတော့မဟုတ်မတ်အင်နာရှင်ထဲမှာတော့ရှိငါကကိုယ်တော်မကန်ရဘူးသူကကိုယ်တော်ကန်သွားရတဲ့ဆိုတော့ရှိတာအညို့ကြီးအမုန်းနဲ့အာဃာတတွေမရှိတော့နော်မတ်အင်နာဖြစ်ချင်တာကိုယ်တော်ကန်ဆိုတဲ့ပကာသနာကိုမတ်တာမဟုတ်ဘူးပကာသနာကိုမတ်တာမဟုတ်ဘူးဟောဒီကိုယ်တော်ကန်တယ်ဆိုတော့ဟောဒီမိကလေးကရွမိမကောင်ဟဲ့ရွမိမမြတ်ဟဲ့ ခွားဒီမိကလေးကအကျင့်စာကနဲ့ပတ်သက်ပြီးရပြန်စံထားရတဲ့မိကလေးဟဲ့ဆိုတဲ့ဂုံမူသူမက်ရှာတာကျမတို့ရွာတွေမှာအဲ့ဒီကိုနောင်ကြိုင်တယောက်ရှိဆွေမျိုးတဲ့မှာဂုံယူလို့မဆုံးဂုံလဲတကယ်ရှိအမေသူ့သွားမဆန်းတဲ့သူ့အတော်ကကိုနောင်ကြိုင်တော့သူ့အမေတော့ကိုနောင်ကြိုင်လေးဆိုတာအဲ့ဒီမိကလေးကိုပါလိုက်ပြီးရှေ့ထိုးတယ်မိန်းကလေးတွေအကျင့်စာနဲ့ညာနဲ့ပတ်သက်ပြီးလို့ရှိရင်ကျမတို့မြန်မာအမျိုးသမီးတွေကအဲ့ဒီလူကိုထိန်းသိမ်းခဲ့ကြတယ်နော်။ဒါကတော့မိုင်းနိုင်ကိုနောက်မကြိုင်ရဘူး။ ကကျောင်းဆရာနိုင်ငံရေးသမားကိုပြေသိမ့်တဲ့အိမ်တော်ကြားရွာတွေမှာဖုန်ကြီးပြီးကျောင်းဆရာအင်မြန်ကုန်ရှိတာဆရာကတော်ဆွဲကုန်ဒါပေမဲ့မိုင်းငံသူ့လိုချင်တာဆရာကတော်မဟုတ်ဘူးကို့နောင်ကန်တမိလေးနှစ်ယောက်ငွေတယ်မအိမ်မြန်တဲ့မအိမ်ခိုင်းတမိလေးနှစ်ယောက်ငွေတဲ့အခါမှာမိုင်းငံကို့နောင်ကန်ဖြစ်ဖို့သူ့တမိလေးတွေကိုပိုးငွေးသလိုငွေးတယ်ဒါပေမဲ့သူ့ရဲ့ခင်ပေါ်ကျောင်းဆရာကိုပြေသိမ့်ကတော့ခုံသွားပြီးတော်တွင်းတနေရာမှာကြာဆုံးကိုပြေကြီးကြာဆုံးသွား တန်းဆုံးသွားတဲ့အခါမှာမိစုံဖဆုံမရှိတော့ဘူးတမီးလေးပြောက်ပဲခုနောက်ပိုင်းဖြစ်ရှာနော်ခုနောက်ပိုင်းဖြစ်ရှာအဲ့ဒီမှာသူပိုးပြီးဆိုးသွားတာကျမဝိတုဖြစ်ဖမ်းမိတာပေါ့နော်ပိုးပြီးဆိုးသွားတာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့အိမ်ပဲရွှေမုံရဲ့တမီးမုံနဲ့တာကခုနောက်ပိုင်းဖြစ်တယ်ဆိုးသွားကျမခုနောက်ပိုင်းဖြစ်တဲ့အချက်တည်းမှာပြောဖို့အချက်တစ်ချက်မိသွားအဲ့ဒါဘာလဲဆိုရွာမှာတာရင်နဲ့နာရင်ဒီပြိုင်နဲ့ထဲပေါ်ရင်နော်ဘယ်နဲ့နဲ့ပေါ်လို့ဆိုလို့ရှိရင် တာရဲ့နောက်ဆုံးပြီးရနာရေးကိုပူဇော်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီမှာအလူရှိမယ်မင်္ဂလာတော်ရှိမယ်ဒီမှာလူတည်တယ်ဆိုရင်အဲ့ဒီလူတည်ကိုအရင်ပူဇော်ပေးပြီးချဆောင်ရအဲ့ဒီလိုရွာမှာနာရေးပေါ်တယ်ဆိုလို့ရှိရင်ကိုယ်နာဦးဦးကံမဲ့မိန်းကလေးပေါ့ပထမဦးဆုံးရွေးချယ်ထားတဲ့မိန်းကလေးသူကိုယ်နာကံမဲ့လုံမှာရွာမှာလူတည်ရတယ်လို့တော့ဘာမှလည်းမဆိုင်နော်အဲ့ဒီမိန်းကလေးတည်းတည်းကကိုယ်နာပြုတ်ကြတယ် မကန်ရသေးဘူးဘယ်နဲ့တော့သူကိုနောက်ကန်ရွေးလိုက်ခါမှာတို့ရွာလူတရတယ်လို့ဘာမှမလုပ်မဆိုင်ဘူးနော်တကယ်ရွာတွေတိုက်ထူးဆန်းတာတို့အယူတွေပေါ့နော်အဲ့တော့အဲ့ဒီလိုသူတည်ရင်ခုနောက်မကန်ရဘူးဒီမိတ်ကလေးကရွေးချယ်ထားလို့အဲ့ဒီမှာမိုက်အင်ကန်ပါနော်အဖေဆုံးနဲ့အမေဆုံးနဲ့လင်းယောက်ျားတော်နေတဲ့နေရာမှာကြာဆုံးတယ်ဒီထဲအမလေးပြီးတော့မှသူ့ကိုဖြစ်စည်းတဲ့နှိမ့်ဆက်မှုကိုသူတွေမှာအများကြီးကြပါဖွဲ့ထားပါတယ် လုံလောက်ထိုင်လုံတော့အကြောင်းတရားတစ်ခုဖြစ်အောင်ကျမအများကြီးရေးဖွဲ့ထားပါလိမ့်နော်အဲ့ဒီမှာပေါ့နော်ဒီမိုက်ညာကိုသူ့ရဲ့ပြန်ကမှုန်နေရွှေမှုန်ရဲ့တတိမှုန်နေတာကိုနိုင်တိုင်းဖြစ်ပြီဆိုတဲ့ခါသူဘလို့မှမခံစားနိုင်ဘူးမတ်အင်ကံကထွက်ပေါက်တစ်ခုနဲ့ထွက်သွားခဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်သူ့ကိုယ်ကိုဆူဆိုက်လုပ်သွားပဲမောင်လိုက်ကြည့်ပေါ်မှာတက်နွားချီတဲ့ရှော်ကျိုးတစ်ချောင်းနဲ့သူ့လက်ရင်းကိုဆွစီသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ် ဆုံးစီရင်သွားခဲ့အဲ့ဒီမိုင်းငံတေမဲ့လာတာကျွန်မတော်တော်နဲ့ရေးပြီးတော့ဘာကြောင့်မလဲမိုင်းငံတေကန်ကြီးဘောနော်မိုင်းငံမတက်ရဲ့လုံးလုံးကျွန်မနှစ်လသုံးလအဲ့နန်းလေးမှာဝေးပြီးကျွန်မရေးနေတာဒါပေမဲ့မိုင်းငံတကယ်တေပေးရတော့မယ်ဇာလန့်ရသူ့ရဲ့ true life နော်စာရေးဆရာဆိုတာနော်စာရေးဆရာဆိုတာတစ္ဆာရှိရပါမိုင်းငံလက်ထက်ကိုကျွန်မခုနောက်ထည့်ပေးလိုက်ဖို့ရမြန်မခက်လိုက်တာမှကျွန်မ လက်ဖြာကလောက်လေးနဲ့ကျမရေးလိုက်ရုံနဲ့မိုက်ငါလက်ထဲကိုမောင်ထည့်ပေးလိုက်ကိုကျမမခဲရင်ဘူးသူ့ကိုတည်ပေးရမှာကျမတိတ်ခဲရင်တာနော်တိတ်ခဲရင်တာကျမ၃လလောက်ဆွဲပြီးရေးနေတာနောက်ဆုံးတော့ကျမအဲ့ဒီလာသူ့တည်ပေးရတော့မယ်တည်ပေးရတယ်ကျမသစ္စာရှိရမယ်လေသူ့ရဲ့ true life ကိုနော်အဲ့တော့အမှန်တရားပေါ်မှာကျမသစ္စာရှိရှိပဲကျမရေးတယ်သူ့ကိုတည်ပေးလိုက်ရမယ်ဒါပြီးကျမရေးလို့မရခဲ့ဘူးဘလို့ကြည့်အောင်လဲကျမဆိုင်ရေးစွဲပုံမှန်လဲကျမမျက်ရည်ရအရင်ကြတယ် ဆက်တောင်းအောင်ဆုမနေ့ကကျမအကိုချစ်ဦးယူနေကျမဒီကြောင်းကိုပြောပြအကိုချစ်ပြောတဲ့စကားလေးတိတ်ကောင်းတာအဲ့ဒါဟာလေဆက်တောင်းအောင်စာရေးဆရာကိုနိုင်သွားတာငါနမရကျမရေးရည်ကြတယ်ရေးမရအောင်ရေးရွှေမြူတရလည်းဖုံးဆက်မဖုံးဆက်ပြီးသူကဒီ illustration အရအောင်မပကြီးပုံအရအောင်ကျမလည်းဘလို့မှကိုရေးပြီးတော့မထွက်ဘူးနောက်တော့ကျမဘလို့လုပ်လဲကျမ၃ရက်လောက်နှိမ့်ငိုတာအဲ့ရပေါ့နော် တကယ်ကျွန်မဒါလေးကိုကျွန်မစိတ်နဲ့ရေးကြည့်တယ်ကျွန်မမျက်ရည်တွေကြာလာနောက်ဆုံး၃ရက်လောက်ကျွန်မခံစားပြီးတော့မှကျွန်မမိုင်းငါကိုအသေးပေးလိုက်ရတယ်ဒီမိုင်းငါတည်တဲ့လားကျမရှိကိုလာကြတဲ့စာတွေတချို့ဆိုကျမအိမ်ကိုလူကိုယ်တိုင်လာမျိုးတချို့ကဖုန်းနေနဲ့ဆက်တချို့ကအင်တာနက်ပေါ်နေကျမကိုရန်နေထောက်ရတာတချို့ဆိုအိမ်တကလာခောက်ပြီးတော့နော် ဆရာမရှိလားကျမတို့ကဆရာမပြောစရာရှိလို့ပါညာခဏအချိန်ချင်းမလွတ်သေးဘူးနော်အခုချင်းဦးညိုနှစ်မဟိုက်မှာကျမအမထောင်းမလေးဆိုးဆိုးအောင်ကိုကျမကပ်ပြီးရန်ထောင်းလိုက်သေးတယ်နော်တခါတည်းရန်လေးလာထောင်းတော့ကျမအိမ်ကလာလာထောက်ပြီးရန်ထောင်းတော့ကျမအိမ်နဲ့ပုံနေပြီဆရာနေဝင်းမြင့်နဲ့ပြစ်ထားတယ်သူကအကုန်တိုင်းတိုင်းရှင်းတာသူရှင်းတတ်တယ်ဘလို့ရှင်းနေတော့မသိဘူးနော်အဲ့ဒီမှာကျမကိုရန်လေးထောင်းတာဆရာမဒေါခင်ခင်သူဗုဒ္ဓဘာသာမဟုတ်ဘူးလား ဗုဒ္ဓဘာသာအဖန်905ကဘာကုတ်ကိုစမ်းတွေ့ခံရတယ်ဆိုတာနားမလည်ဘူးလားဘာလာညာလာနဲ့ကျွန်မညာဘလို့ဖြစ်အောင်ဆိုလို့ကျွန်မရဲ့ပရိတ်သတ်ပေါ့နော်မိခလေးတယောက်ကဆိုလို့ရှိရင်သူ့မိုက်ငန်စာအုပ်ဖတ်ပြီးတော့သူ့ခန်းထဲမှာရှိတယ်ကျွန်မစာအုပ်ကထုတ်ခိုင်းတာဆရာမခင်ကြီးလူစာအုပ်တွေအကုန်ထုတ်လိုက်တော့မမေးနဲ့တမိဘာမှမမဖတ်ချင်တော့မထားချင်တော့ဘူးအဲ့လောက်ထီအောင်ပေါ့နော်ဒီဇာတ်ကောင်မှာနော်ကျွန်မကအမြဲတမ်းနှွားမိုးသွားတယ်အနိုင်ကျင့်သွားအနိုင်ယူသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျွန်မထားပါတော့ ျမရေးလိုက်ရတယ်။မိုင်းညာတင်သွားပြီ။မတ်အိမ်ကံကိုကျမမတတ်ပါဘူး။ကျမမတတ်ဘူးမိုင်းညာ။ငါကိုရှိပြီးသားမိုင်းညာရဲ့ဘဝကိုကျမကမှတ်တမ်းတင်ခြင်းသာလျင်ဖြစ်ပါလေ။နော်။မိုင်းညာဒီလိုလုပ်သွားတဲ့ချက်ကိုကျမစာဖတ်ပြိတ်တယ်လေမထောက်ခံပါဘူး။ဘာဖြစ်လို့လဲ။ဒီလိုမထောက်ခံလို့သာလျင်ကျမကိုရန်နေထောင်ရတာလေ။အမလီဖုံးတင်ဆက်ကျမကိုပြောချင်တိုင်းပြောကြ။ဒါသူတို့မခံမရနိုင်ကြတာလက်မခံဘူးမိုင်းညာကျလို့လုပ်သွားတာ အဲ့ဒါကိုလည်းကျမလက်မခံချောင်းဘူးကျမရဲ့ဝတ္ထုထဲမှာမဟိနာရဲ့တငယ်ချင်းခြေဖူးကနေနော်ဒုတိယဇက်ကောင်ခြေဖူးကနေပြီးတော့ပြောတဲ့ဇကားလေးတစ်ခွန်းနဲ့ကျမက message ပေးခဲ့ပါတယ်နော်အဲ့ဒါပါလဲဆိုရင်ဒီခြေဖူးကနေပြီးသူတမီးကြီးမှလည်းမဟိရဲ့ညို့ပြောတဲ့အခါညီမေမမေနာဟိနော်သူ့ကိုယ်သူပြန်ပတ်ကိုအနိုင်ယူလိုက်မဟဲ့လေလို့ ိုယ်ကိုယ်သူအသက်ကိုဇတိပြီးပြိုင်ဖက်ကိုအနိုင်ယူလိုက်ရတယ်လို့ပြုံပြုံလေးညှိမိသေးသွားခဲ့တယ်။နိုင်ပေါက်ကိုသူတိုးဝင်သွားခဲ့တယ်။ဒါပေမဲ့ညှိမိမှာအနိုင်မကြံပါဘူးလေ။အနိုင်မကြံပါဘူး။ညှိမိလောကထဲမှာထားခဲ့တာအကြီးတန်းနေပါ။ကျမဒီစကားလေးထည့်ထားခဲ့တယ်။နော်။အဲ့ဒီစကားလေးကိုကျမထည့်တယ်။ကျမပေးချင်တဲ့ message ကလည်းအဲ့ဒါပါပဲ။လောကမှာတိုးဦးနဲ့တူတယောက်နဲ့တယောက် မုန်းတွေညှိုးတွေအာဃာတတွေလက်စားခြေလိုမှုတွေရှိနေတယ်ဗျဘယ်သူမှနိုင်ပေါက်ကိုတိုးမဝင်နိုင်ပါဘူးနိုင်ပေါက်ကိုတိုးဝင်နိုင်တော့တခုတီးတော့လက်နက်တချောင်းမှရှိပါအဲ့ဒါရွှေလည်းမဟုတ်ပါငွေလည်းမဟုတ်ပါဂုံးပကာတနာတွေလည်းမဟုတ်ပါဟိုနျူကလီးယားလို့ခေါ်တဲ့လက်နက်ဆန်းတွေလည်းမဟုတ်ပါဘူးနော်မြစ်တာဒီဟူသောလက်နက်တာတွေဖြစ်ပါလေရှင့် ကျွန်တော်တို့နိုင်ငံရေးမှာပဲကြည်ကြည်စီးပွားရေးမှာပဲရှိကြည်ကျွန်တော်တို့လူမှုရေးနယ်ပယ်မှာပဲကြည်ကြည်မေတ္တာမပါရင်ဘယ်ရာမှမအောင်မြင်ဘူးဟောဘယ်ရာမှမအောင်မြင်လိုက်မေတ္တာသာမြင်အဓိကဖြစ်ပါတယ်ဒါကြောင့်မလို့တချို့ကမေတ္တာပါတယ်ကျွန်မရဲ့နိုင်ငံဘုရားနိုင်ငံရေးဝတ္ထုလားမဟုတ်ပါဘူးတော်လှန်ရေးဝတ္ထုလည်းမဟုတ်ပါဘူးမအိမ်ခံတယ်မအိမ်ခံမှာရဲ့အကြောင်းသာနေဖြစ်ပါအညာကျဲလက်မှာမွေးပါကြီးပြီးနေရတော့မြန်မာအမျိုးသမီးတရအညာကျဲလက်ရဲ့ဒီလေးထုံးစံနေအောင်မှာလွန်းလွန်း ရှာခဲ့ရတဲ့သူ့ဘဝကိုကျွန်မမှတ်တမ်းတင်နေဖြစ်ပါတယ်เนาะကျွန်မတို့ကစကားရှိပါလားရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမလွယ်နဲ့ဆိုတာရှိတယ်လေဒါပေမဲ့ကျွန်မတို့ကရှေးထုံးနေဘူးလေကျွန်မတို့ညာအားဖြင့်ခွဲခြားပိုင်းဖြတ်ပြီးပယ်တင်တာကိုကျွန်မတို့ပယ်ရမှာဖြစ်ပါတယ်ကျွန်မတို့ဂိုင်ဆွဲတင်တာကိုကျွန်မတို့ဂိုင်ဆွဲရမယ်ကျွန်မဆောဆောပြောပြတဲ့ခုနောင်ဂိုင်ဆိုတဲ့အချက်ထဲမှာတော့ကျမသဘောကျမိရကျမတို့မြန်မာအမျိုးသမီးများရဲ့အကျင့်စာကကိုအသက်နဲ့လဲပြီးကာကွယ်တာပါပဲ ဒါကိုတော့ကျမဒီထဲမှာရှိတယ်နော်ရက်ဝေးမြေချရောက်နေတယ်ကျမရဲ့သမီးလေးများကိုကျမမှားကြပါလေမိမိအကျင့်စာရိတာမိမိတိလှကဲ့သို့ငင်းမြအောင်ကျင့်ကြံအားထုတ်ကြဖို့ကျမတိုက်တွန်းချင်ပါတယ်နော်ဒါကြောင့်မလို့ကျမဒီကနေ့ကျမတို့ရဲ့မြန်မာနိုင်ငံအကြောင်းတစ်စိတ်တစ်စောင်းကျမတတ်ဆွမ်းတဲ့ဘက်ကနေပြီးတော့အညာကျေးလက်နဲ့နှိုင်းချပြီးကျမဒီကနေ့ခေါ်ပြောခဲ့တာဖြစ်ပါတယ်